အားလုံးပဲမင်္ဂလာပါ။အမဆန်နေတဲ့အခါတပည့်ဆရာမထောင်းမဝေကောတန်ရိုင်းမှဖြစ်ပါတယ်။နာမဘူဒတဲ့ရရာတခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့တိရောက်တာမြန်စီရဲ့အကျိုးပေးမြန်တဲ့ရရာမျိုးကိုပြောပြပေးမှဖြစ်ပါတယ်။ကကကကကအခေယာနဲ့အမည်နာမနဲ့လက်ခေါ်ထားတဲ့သူတွေဟာကောလီကောပထဝီဓာတ်ကိုပူဇော်ပြုတဲ့သူတွေဖြစ်ပါတယ်။သူတို့တွေဟာသူရိစားဆိုတဲ့တင်စောတဲ့တစ်ခါပေးပြီဆိုရင်တော့လေးဘက်ကြုံတွေ့ရအကျမ်းမာရေညံ့တာ အလုံးတွေဟာယာလူနေရာတွေမှာထိခိုက်တာအလုံးတွေဆုံးရှုံးမှုမျိုးဖြစ်နေတယ်အခက်အခဲတွေကြုံတွေ့နေဒါတွေကောက်ွဲတားဆီးဖို့အတွက်ကောလီကောဖက်ဝီသမားတွေအခက်အခဲကြုံတွေ့နေပြီဆိုရင်တော့မိမိရဲ့မိမိကောင်းတာရာနေစေနာရေးခွဲအတွက်မှာဇီဒီဒီဆူဆူရဲ့အနောက်ရက်မှာရက်၆ချောင်းလိုပါမှာဖြစ်ပါတယ်ရက်မှာပါပကာနာဖြစ်တဲ့ ောတော်တာတာအ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 နည်းဆိုတဲ့ကာတာကိုရက်အချောင်းစီတိုင်းမှာရေးရမှာဖြစ်ပါတယ်ဒီလိုရေးပြီးတော့တူတန်းမှာဖြစ်ပါတယ်ဒီအရောင်ပြုတ်လို့ပဲဆိုရင်တော့အကျိုးဝိဉာဉ်စီမှာဖြစ်ပါတယ်ကျမ်းမာလေးကောင်းလာမယ်အလုံးတွေရာသူနေရာတွေမှာမြဲမြံလာမယ်အလုံးတွေပြန်လဲဥုံလာမှာဖြစ်ပါတယ်အကဲကဲအမေရဲ့အကြက်တဲကြီးကြုံတွေ့နေပြီဆိုရင်တော့နာမဘူတာတက်ရတဲ့အတခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့ထိရောက်တာမြင်စီတဲ့ ရည်ရွယ်မှုကိုပြပြပေးတာဖြစ်ပါတယ်။2025မှာခုနှစ်ရဲ့တာသမီများအားလုံးလူ့ရင်းစံနာတွေတစ်လုံးတစ်ဝါတွေပြည်စုံနိုင်ကြပါစေ။အားလုံးပဲမင်္ဂလာပါ။မောင်ဆရာမင်းနေခါတပည့်ဆရာမထောင်းမောင်ဝေဘောတန်ရိုင်းမှဖြစ်ပါတယ်။နာမဘုရားတဲ့ရည်ရွယ်တစ်ခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့အလွန်ထိရောက်တာမြန်စီတဲ့အကျိုးပေးမြန်တဲ့ရည်ရွယ်မျိုးကိုပြပြပေးမှာဖြစ်ပါတယ်။စာလုံးစလည်းဇာခွဲစားမှုဆိုရယ် သာသလင်းကျိတ်ထောက်အမွဲတိုင်းကောက်တိုင်းမုံနာကြီးတောင်ဝင်းမူထဆင်သူမအခေရနဲ့ပေးထားတဲ့အစနာမည်နဲ့ပေးထားတဲ့သူတွေဟာတေဇောဆိုတဲ့သူရိစသမားကြီးဖြစ်ပါတယ်။မိတဲ့ကိုပူဇော်ပြုတဲ့သူတွေဖြစ်ပါတယ်။အာဘောဆိုတဲ့အမိတာဒုက္ခပေးပြီဆိုတာနဲ့ဘေးဥပဒုက္ခကြီးကြီးမားမားကြုံတွေ့တာအကျမ်းမာကြီးညံ့တာအလုံးနေရာယာလူတွေမှာထိခိုက်တာအလုံးမှာအခက်အခဲကြီးကြီးမားမားကြုံတွေ့တာဒီလိုမျိုးကြီးကြုံတွေ့တတ်ပါတယ်။ DNA ကနေကာကွယ်ဖို့အတွက် ကောလီဆိုတဲ့ပထဝီဓာတ်နဲ့ရေရာခြေရာမှာဖြစ်ပါတယ်။မိမိရဲ့မွေးနေ့ကုန်းနိုင်လေးဆန်မှာမှာဘောဒီမြောင်ပြီးခြေရင်းမှာတဲအပြည့်20သို့မဟုတ်နှိုးစီဘူးနဲ့ချိန်နဲ့တဲဘူး20ဘောဒီမြောင်ပြီးခြေရင်းမှာခဲရမှာဖြစ်ပါတယ်။မခဲခဲ့မှာကောလီကာမှာဖြစ်တဲ့ဘောဘောပါပါစာစာစာစနီးဆိုတဲ့ကာတာကိုစာရွက်မှာရေးပြီးတော့အောက်ကနေခံပြီးတော့တဲကိုခင်းရမှာဖြစ်ပါတယ်။ဒီရေတရားပြုတ်လို့မယ်ဆိုရင်တော့တေဇောဆိုတဲ့သွေးစာသမားတွေ တန်နေကောင်းလာစေမှာဖြစ်ပါတယ်။ကျန်းမာရေးကောင်းလာမယ်။အလုံးနေရာယာလူနေရာမှာခိုင်မြဲတယ်။အလုံးမှာထူးထူးခြားခြားကံကောင်းခြင်းတွေကိုရရှိစေမှာဖြစ်ပါတယ်။2025မှာခொနေရဲ့တာသိညအားလုံးလူဝင်ဆန္ဒတွေတလုံးတဝလည်းပြည့်စုံနိုင်ကြပါစေ။အားလုံးပဲမိင်္ဂလာပါ။မောဆရာမိတဲ့ခါတပည့်ဆရာမထောင်းမဝေကောတိုင်ရိုင်းမှာဖြစ်ပါတယ်။နာမဘုရားတဲ့ရရာတခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့ထိရောက်တာမြန်တဲ့အကျိုးပေးမြန်စေတဲ့ရရာမျိုးကို ပြောပြပေးမှာဖြစ်ပါတယ်။နာမည်အစမှာဖာဇာဖောင်တို့ပါလက်ချိုက်ပါကုန်၊ရပလဲရာကောင်တောင်းချိုင်မြဒါရင်းနာမည်အစနဲ့ပေးထားတဲ့သူတွေဟာအာဘောဆိုတဲ့အမိတာသမားတွေဖြစ်ပါတယ်။သူတို့တွေဟာပါပါဆိုတဲ့ဝါရော့တဲ့ဒုက္ခပေးနေဆိုတာနဲ့မေဥပအခက်ခဲတွေကြုံတွေ့ရကျမ်းမာရေးညံ့တာအလုံးနေရာယာတုတွေအိမ်မှာထိခိုက်တာမျိုးတွေကြုံတွေ့တတ်ပါတယ်။ DNA အခက်ခဲကနေကွယ် တားဆီးဖို့အတွက်တေဇောဆိုတဲ့သူရဲစားတန်တဲ့ကားကိုတားဆီးရမှာဖြစ်ပါတယ်မိမိရဲ့မွေးနေ့၉နာရီမှာညောင်မင်းချိန်ရင်းမှာအရှိဘက်ကိုမျက်နှာမှုပြီးတော့တေဇောဆိုတဲ့သူရဲစားကာရာတစ်ခုဖြစ်တဲ့ကောကောကကရာ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 မိဆိုတဲ့ကာရာကိုပြောင်းနိုင်လေးတိုင်းမှာရေးပြီးတော့မိပူစွာမှာဖြစ်ပါတယ်ဒီလိုပြုလုပ်မယ်ဆိုရင်တော့အာဘောဆိုတဲ့အနိဒသမားတွေကံနေကောင်းလာမယ်ကျမ်းမာကြီးတွေကောင်းလာမယ်အလုံးနေရာယာရုနေရာတွေမှာ တိုးတက်အောင်မြင်မှုတွေရရှိမယ်အလုပ်တွေပြန်လဲဥမော့လာစီမှာဖြစ်ပါတယ်2025မှာခုနှစ်ရဲ့တာဝန်ရအားလုံးလူဝင်ဆန္ဒတွေတလုံးတဝရယ်ပြည်စုံနိုင်ကြပါစေအားလုံးပဲမင်္ဂလာပါအမဆရာမင်းတဲ့ခါကျွေးဆရာမထောင်းမဝေပေါ်တန်ရိုင်းမှာဖြစ်ပါတယ်နာမဘူတာတက်ရေရာတစ်ခုဖြစ်တဲ့အလွန်အစွမ်းထက်တဲ့ထိရောက်တာမြန်တဲ့အကျိုးပေးမြန်စေတဲ့ရေရာမျိုးကိုပြောပြပေးမှာဖြစ်ပါတယ်နာမည်အစပါ ဝါလာတာဟာနာကြီးအဆိုတဲ့အဖေဟာနာမည်အစနဲ့ပေးထားတဲ့သူတွေဟာဝါယောဆိုတဲ့ပါပါဓမ္မာတွေဖြစ်ပါတယ်။သူတို့တွေဟာကောလီဆိုတဲ့ပထဝီတက်ပြတ်တာနဲ့မေတို့ကကြီးကြီးမားမားဂျုံတွေ့တာ၊ကျမ်းမာတွေညံ့တာ၊အလုံးမှထိခိုက်တာ၊ရာဇဝတ်တရားတွေမှာအခက်အခဲတွေဂျုံတွေ့တာ၊လုပ်ငန်းတွေမှာ အခက်အခဲကြုံတွေ့တာမျိုးတွေဖြစ်တတ်ပါတယ်ဒီ NLA ကိုကောက်ပဲတားဆီးဖို့အတွက်မြောက်ရက်မှာရှိတဲ့အမိတားဆိုတဲ့အာဘောတက်တဲ့ကောက်ပဲတားဆီးရမှာဖြစ်ပါတယ်မိမိရဲ့မွေးနေ့9နိုင်မှာမြောက်ရက်မှာရှိတဲ့ညောင်မင်းတပင်မှာရေ12ခွက်သုံးလောင်းအောင်မှာဖြစ်ပါတယ်မသုံးလောင်းခင်မှာအနိတာဆိုတဲ့အာဘောကာရာတစ်ခုဖြစ်တဲ့ဒေါ်ဒေါ်တာတာလ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 ာပြီဆိုတဲ့ကာရာကို ဟုတ်ကဲ့မခံပြီးတော့အပေါ်ကနေရေစင်12ခွက်သုံးလောက်အောင်ဖြစ်ပါတယ်ဒီရတရားကိုပြုတ်လုံမယ်ဆိုရင်တော့ပါပဆိုရဝါရောသမားတွေကျမ်းမာရေးကောင်းလာမယ်ဘေးဝအန္တရာယ်ကနေပြီးတော့လွတ်မြောက်စေမှာဖြစ်ပါတယ်အလုံနေရာယာတို့နေရာတွေမှာတိုးတက်အောင်မြင်မှုတွေရရှိစေမှာဖြစ်ပါတယ်2025မှာခုနှစ်ရဲ့တာသမီများအားလုံးတို့ရင်ဆန္ဒတွေတလုံးတော်ဝတဲ့ပြည်စုံနိုင်ကြပါစေ။